Eu amo. သည်ပြောလို့တခွန်ခေါ်ဆုံးကိုလို့တိုက်ချင်းလာပလိမ္မာသူနာမရေတို့တန္တရာဂိတဝိုက်ပါဖြင့်မျောလိုက်ကြအုံးနေမှာကွဲမျောလိုက်ကြလေအုံးမင်္ဂလာပါအာဒီကနေ့ဗီဒီယိုကတော့ကျွန်တော်တို့ဒါဘူလက်တလောပေါ့နော် ကျွန်တော်တို့မြန်မာနိုင်ငံမှာမလင်ပြီးကြောင်းအလူတွေအများကြီးဒုက္ခရောက်နေကြတယ်။ဘယ်ချိန်မှာတချို့တချို့နေရာလည်းပျော်ကြတယ်၊ရွှင်ကြတယ်ပေါ့နော်။ဒါပါဒီဟာတွေအကုန်လုံးကိုကျွန်တော်ကဒါကျွန်တော်မြင်တဲ့လောက်ကျွန်တော်လက်လန်းပြီးတဲ့လောက်ကိုဒီနှစ်ဒီအချိန်ဒီလမှာဒီလူတွေဖြစ်ခဲ့ပါလားဆိုတော့ နောက်နှစ်ပေါင်းများစွာမှာလေအခုကျွန်တော်လုပ်ပြီးတဲ့ဗီဒီယိုလေးရနေအမှတ်ရနေအောင်ပေါ့နော်ကျွန်တော်မြင်သလောက်ကျွန်တော်လလန်းမိသလောက်ဗီဒီယိုတွေအများကြီးကိုအာကျွန်တော်စုထားပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်ဒါဗီဒီယိုတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အတူတူကြည့်ကြမယ်ခင်ဗျဟုတ်ပြီနော် င်ဒီကိုခင်ဗျာယူတိုင်းပါလား။ဟောပြီးဟုတ်ပြီးဟုတ် မန္တလေးမှာဘူးကျွန်တော်ဖြစ်နေတာဒါမန္တလေးမြို့မှာပဲဒါမန္တလေးမှာပါလက်ရှိကျွန်တော်ဒါမန္တလေးမှာတကယ်ဖျားသူမန္တလေးဒါလက်ရှိကျွန်တော်ငလင်းတန်းခမ်းနဲ့မန္တလေးမှာဖြစ်နေတာနော်တကယ်အောချရတယ်တကယ်ကျွန်တော်အောချရတယ်ဗျာအာမန္တလေးမှာဒါတော့တပုတ်ပေါ့ငလင်းလောက်သွားတာကွာ အကုန်ကျိုးတာလက်ခံရတယ်ဘာလို့ငါတို့ဘက်ကကြောင်းနေပါကြီးပြူမသွားတာကြောင်းနေကုန်လို့ကငလင်းလုပ်ပြီးပါပြီးသွားပြိုးသွားတယ်ဆောင်းရောင်းကောင်းပါကွာအခုကျငါတို့ညာဘက်ကျဘာတစ်ခုမှလည်းပြူမသွားဘူးကွာစိတ်ရင်းနဲ့ပြောရင်ကြောင်းနေပါစီကျင်တာကွာအခုကျဘာမှမပါဘူးစိတ်ရင်းတယ်ဒီနေ့ငလင်းလောက်တော့အေးချီမာရောမောအပြောလာတော့မရှင်းမခေါ်တိုင်းကိုငလင်းလောက်လို့ပြတာအခုချိန်ဗီဒီယိုတင်လို့မနိုင်ချာနော်အဘိုးကခွေးမျိုး ်ခွေးမျိုးတွေမာဒီချင်းကကျွန်တော်တို့အဲ့လိုဗီဒီယိုပေါက်လို့ပဲသားဗီဒီယိုတင်ရမယ့်အချိန်တော့မဟုတ်ဘူးဗျာကျွန်တော်လည်းအပောင်ဝင်ဒါမနေနိုင်တော့တက်ပြီးပြောရတဲ့အချိန်ရောက်ခွေးမျိုးဆဲကျင်တာငါလုံးမခွေးမျိုးအဲ့တော့နော်သူတို့ပြောနေတဲ့အရာတွေကကျွန်တော်တို့အသက်တွေနဲ့ဗျအသက်တွေနဲ့ဟာသူတွေကဟာသားလောက်သွားတယ်ဘုမဘန်ပြင်းနဲ့ဖာတယ်မလား ော်ရီဗျာတော်ရီဆဲမီပါတိတော့ဒီနီးနီးပဲဒါဒီရာတာပြောသွားသလိုပဲကျွန်တော်ဟိုစကားရင်းအများကြီးမပြောချင်ဘူးဒီဟာတွေလုံးကြတယ်ဒီဗီဒီယိုတွေတင်ကြတယ်ညီလေးတွေညီမလေးတွေအားလုံး င်တို့ရဲ့ဉာဏ်ရည်မင်းတို့ရဲ့အသိဉာဏ်ဒီလောက်ပဲရှိတာလားလို့မေးချင်တယ်။အကြီးမားတို့ကမောင်ပြုံတော့တောင်မှရင်မခုန်ဘူးဆိုရင်တော့အကြီးမားအကြီးမားပြန်တောင်းပန်ထားတဲ့ဗီဒီယိုလဲဒါတက်တယ်လို့ပြောတယ်။ဟုတ်ပါပြီထားပါတော့။ဒါကိုတို့ကတက်တက်ပေါ့နော် record တစ်ခုနေနဲ့ကိုတို့တင်တာဒါပါကျွန်တော်တို့ကြည့်မယ်နော်။

冇乌龙凤，哎，对，乌龙凤对，起乌龙凤对。现在起了就共生嘛。睇你睇你就，睇你就。 လုံတော့လုံတော့ရှိတယ်။ဘာမှမကြိုက်ရဲစုံမကြိုက်ရဲ။ဒီကျွန်တော်တို့နားတော့ကြည့်နေရအေမီဇန်ဒေါသထွက်လို့ငလျင်လှုပ်တယ်တဲ့အရှင်ဖရာဘယ်လိုမြင်လဲဖြေပြီးတော်မူပါဖရာတဲ့อืมဒကမအေမီဇန်တော့ထွက်လိုက်ပြန်ပြီးထင်တယ်เนาะအေမီဇန်ကိစ္စကဖုန်းကြီးလာပတ်နေတယ် မြင်းငလျင်လှုပ်ချင်းအကြောင်းပေးထားလို့၃လပိုင်း9ရက်နေ့ကဥစဉ်အဖြေဖို့တင်ထားပါတယ်။ငလျင်လှုပ်တာက၃လပိုင်း28ရက်နေ့ကလှုပ်တာပါနော်။အဲ့ဒါကိုမသိတဲ့လူတချို့ကဥစဉ်ကပဲငလျင်လှုပ်မှပြောတဲ့ပုံစံမျိုးပြောနေကြပါတယ်။မဟုတ်ပါဘူးဥစဉ်ကကြိုပြီးတင်ထားတာပါ။ကြိုပြီးတင်ထားတဲ့ဆိုလို့ကြိုသိနိုင်လောက်တဲ့စွမ်းအားဥစဉ်မှရှိလို့တင်တာမဟုတ်ပါဘူးနော်။ကြိုသိနိုင်လောက်တဲ့စွမ်းအားလည်းဥစဉ်မှမရှိပါဘူး။တိုက်ဆိုင်သွားတာပါ။ အဲ့ဒီငလျင်လှုပ်ချင်းအကြောင်းဖြစ်ထားတဲ့ပိုထဲမှာအကောက်တစ်ခုကဘာလာရေးထားတယ်လဲဆိုရင်အဲ့ဒါဆိုအရင်တုန်းကငင်ငလျင်လှုပ်ရင်အိမ်ဒီတိုက်တွေလူတွေတည်သွားရင်ဖျားကိုတရားဆွဲလို့ရတာပေါ့တဲ့ခနဲ့ပြီးရေးထားတာပါနော်ငင်ငလျင်လှုပ်ချင်းအကြောင်းရှင်းပါခုထပ်ပြီးပြောပြပါမယ်ဘူမိဇာလတုံးမှာငင်ငလျင်လှုပ်ချောင်းရှင်းပါခုဖျားဟောကြားထားပါတယ်အဲ့ဒီငင်ငလျင်လှုပ်ချောင်းရှင်းပါကဘာတွေလဲဆိုရင်၁ ရေအောက်ခံရေပြင်ကိုလေပြင်တိုက်ခတ်ခြင်းကြောင့်ရင်းငလျင်လှုပ်ခြင်းတဘာဝတရားဖောက်ပြန်ပြီးလှုပ်တာကိုပြောတာပါနှစ်တကူအဋ္ဌိပတ်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်ရင်းငလျင်လှုပ်ခြင်း၃ဖျားအလောင်းပရိသန်တွေယူခြင်းကြောင့်ရင်းငလျင်လှုပ်ခြင်း၄ဖျားအလောင်းပွားမြင်တော်မူခြင်းကြောင့်ရင်းငလျင်လှုပ်ခြင်း၅ဖျားအဖြစ်သို့ရောက်တော်မူခြင်းကြောင့်ရင်းငလျင်လှုပ်ခြင်း၆ဓမ္မစကြာတရားဥဟောကြားတော်မူခြင်းကြောင့်ရင်းငလျင်လှုပ်ခြင်း ခွနှစ်အာယုသင်္ခါရလွတ်တော်မူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်း၈ပြိဋိနိဗ္ဗာန်ပြုတော်မူခြင်းကြောင့်ငင်းကလေးလှုပ်ခြင်းတို့ပဲဖြစ်ပါတယ်အဆိုပါငင်းကလေးလှုပ်ခြင်း၈ပါးထဲမှာနံပါတ်၁ငင်းကလေးလှုပ်ခြင်းယောဂကတတ္တဝါတွေကိုထိခိုက်စေပါတယ်ကြံတဲ့ငင်းကလေးလှုပ်ခြင်းမျိုးကတတ္တဝါတွေကိုမထိခိုက်စေပါဘူးအဲ့ဒါကိုမှတ်ပိုင်ရှင်သိထားဖို့လိုပါတယ်နောက်ပြီးယခုခေတ်မှာမြင်းကလေးလှုပ်တယ်ဆိုတာကယခုပေါ်ပြပါမြင်းကလေးလှုပ်ကြောင်းရှင်းပါတဲ့က ်နံပါတ်1အချက်ကြောင့်ဒါလှုပ်တာဖြစ်ပါတယ်အင်မီဇန်ဒေါသထွက်လို့လှုပ်တာမဟုတ်ပါဘူးเนาะ ါတို့ဆရာတော်ဟိုဘာသာရေးနဲ့သက်ဆိုင်တဲ့အမေးဖြေတွေလုပ်သွားပေးတာဖြစ်ပါတယ်။အဲဆရာတော်ကတော့ဆရာတော်ရဲ့ဘာသာရေးရှုထောင့်ကနေဆရာတော်အာမေးချပေးသွားတဲ့အတွက်တပည့်တော်တွေဒါဗဟုသုတအများကြီးရပါတယ်။ဟောဒီတော့ကျွန်တော်တခါရေးပြောချင်တာကတော့အမီဆန်စိတ်ဆိုးလို့ဒေါသထွက်လို့မြင်ကလေးလောက်တာမဟုတ်ပါဘူးသူ့ဘာသူကြက်မပြေသူ့ဘာသူ ူကြောင်ကြားနေပြောချင်တာတွေရှောက်ပြောပြီးတော့ပြောနေတာပါသူကြောင်မဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်ပြောချင်တယ်ဒီတော့ဓာကြီးကိုတန်ရှင်ယူနေလို့မရဘူးမင်းတို့တွေပြောချင်တာလေအမိဆံမမဟုတ်ဘူးဘသူဘသူမဆိုပဲအဲ့ဒီဓာတ်ရောင်ရောင်နဲ့ရောင်ရောင်အားလုံးကိုကျွန်တော်ပြောချင်တာကမင်းတို့တွေဒီမြေငလျင်မလှုပ်ခင်ကပြောခဲ့တာတွေမြေငလျင်အာလှုပ်ပြီးတဲ့အခါမှာထပ်ပြီးတော့ပြောနေတာနေမင်းတို့အထင်ရှင်ယူရမယ်မဟုတ်ဘူးနော် ောင်ပြောလို့ဒါအဲ့လောက်ပဲဒါကြီးအတန်ရှင်ယူရမယ့်ကိစ္စမဟုတ်မင်းတို့ပြောလို့ဖြစ်သွားတာမဟုတ်ဘူးကောင်းတဲ့အချက်ကမကောင်းတဲ့အချက်ကနှစ်ချက်တလုံးပြောတာဒါပေမဲ့မင်းတို့ဒီဒီပုံမှာအတန်ရှင်တွေယူပြီးတော့နံပါတ်တွေစွတ်ကြည့်ခြင်းတွေလို့တော့မရဘူးနော်မင်းတို့ကိုเจ้าတော်ကိုကောင်းကောင်းမသိတဲ့ကောင်းကြီးကအာငလင်းမလုတ်ခင်တည်းကကြိုပြောခဲ့တာတို့သိရမလားအာငလင်းလုံပြီးတဲ့ခါမှလည်းမင်းတို့ပြောတာကတော့နားမထောင်လို့လူတွေကပဲဒုက္ခရောက်တယ်လို့လူဘာလို့ ဟိုကြောင်ကြားစကားတွေကိုရှောင်ပြောနေကြတာမင်းတို့ attention ယူရမယ့်ကိစ္စမဟုတ်လူတွေကတကယ်တည်သွားတဲ့ကိစ္စတတ်နိုင်ရင်လူလိုက်ပါမလူနိုင်ရင်ဘာမှဟိုလေကြီးလေကျန်တဲ့အတန်းတွေထွက်မနေနဲ့เนาะတတ်နိုင်ရင်ကိုတတ်နိုင်တယ်လို့လှုပ်ပါခန္ဓာကိုယ်နဲ့စိုက်နိုင်ရင်ခန္ဓာကိုယ်နဲ့စိုက်ပြီးတော့လှုပ်ပါเนาะတချို့ရှိပါသေးတယ်ဒီနေရာလေးမှာတခုပြောချင်တာကကျွန်တော်တို့မြင်နေတွေ့နေရပါတော့ ဒီမင်္ဂလာလှုပ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်တချို့ကကြတော့ဒီကယ်ဆယ်ရေးတွေနောက်ကြလို့ကယ်ဆယ်ရေးတွေရပဲမကယ်လို့တည်သွားကြရရဲဆိုရဲပြောဆိုမှုတွေလည်းရှိပါတယ်ဒီတော့အဲ့ဒီပြောဆိုမှုတွေကိုလည်းတခုပြောချင်တာကဘာလဲဆိုတော့ကယ်ဆယ်ရေးတွေမှာအပြစ်မရှိပါဘူးနော် ကယ်ဆယ်ရေးလုပ်ကြတဲ့ပုံကိုဒီမှာအပြစ်မရှိပါဘူး။အဲသူတို့လည်းသူတို့တတ်နိုင်တဲ့အပိုင်းနဲ့သူတို့တွေကုသိုလ်ပြုနေကြတာဖြစ်ပါရဲ့။ရုပ်သားမှန်ပုံကိုဒီတာမန်လူတွေမလုံနိုင်တဲ့အရာမျိုးတွေကိုသူတို့သတ်ဆုံဆန်ပြနေလုပ်နေရတာပါ။ဒါကိုသူတို့သွားပြီးတော့အပြစ်မတင်ကြပါနဲ့။ဟိုလက်တလုံးမှာတော့လူတိုင်းလူတိုင်းသွေးပူနေကြတဲ့အချိန်ဆိုတော့အော်ဘလူးကောင်းလည်းကယ်ဆယ်ရေးနောက်ကျလို့အသက်ဆုံးမသွားရတယ်ဆိုရင်ဒီကယ်ဆယ်ရေးတွေအကြောင်းလို့လူတွေကထင်ကြတယ်။ ဲ့ဒီလိုတော့မဟုတ်ပါဘူးเนาะဒီကယ်ဆယ်ရေးလုပ်နေကြတဲ့သူတွေကလည်းသူတို့ဟောပြောချင်တာကပရိုက်တာသမားတွေကိုပြောချင်တာကျွန်တော်ပြောတဲ့အဲဒီမှာအသင်းဖွဲ့တွေညာအသင်းဖွဲ့တွေကျွန်တော်တို့မပါဘူးเนาะဘယ်ပိုင်းမှာကျွန်တော်တို့ပြောချင်တာမဟုတ်ပရိုက်တာလုပ်နေကြတဲ့သက်ဆွန်ဆန်ပြားနဲ့ကိုယ်တက်ကိုယ်တော်ကိုမငဲ့ပဲနဲ့တကယ်စေတနာဝန်ထမ်းတွေကိုကျွန်တော်ပြောချင်တာပါသူတို့တွေအပြစ်မတင်ကြပါနဲ့သူတို့တွေဒါကျွန်တော်တို့မလုပ်နိုင်တဲ့အရာတွေကိုသူတို့လုပ်ပေးနေတိုင်းတာပါအာကျွန်တော်တို့ဆိုတာက အော်မဇက်နဲ့ငွေရွေးရှိပါတယ်လက်တွေ့မြေပြင်မှာဆင်းပြီးတော့ကုညီလို့လည်းမရပါဘူးအလုံလဲမလုံနိုင်ပါဘူးဒီတော့လုံနိုင်တဲ့သူတွေကိုအပြစ်မပြောကြပါနဲ့ကျွန်တော်ကတော့ဒါလေးကိုအကြံပေးလိုပါတယ်နေတော့ကျွန်တော်တို့နောက်တစ်ခုကြည့်မယ်ဗျအကြံကြီးဦးစီတွေတော့ပြုတ်မကြတော့ပါဘူး ဗီဒီယိုဖိုင်လေးအတူတူလေးပါဒါပေမဲ့ကျွန်တော်တို့တခုတွေ့မိတာရှိရပေါ့နော်ဟိုလက်ခံခြင်းလဲလက်ခံလက်မခံခြင်းလဲလက်မခံနေပေါ့ဂျိုင်ဒီယိုဖီးယားဘာဖြစ်လို့ဒီလိုအဆက်လေးမှရှိနေလျက်နေအောက်ပြုတ်မကြတာလေအိမ်သုံးလုံးတန်းနေမယ်ဥပမာအလဲအိမ်တစ်လုံးအပဲဘာကြောင့်ပြူချသွားတာလဲ ိန်းတွေအများကြီးရှိတဲ့အထဲမှာဘာကြောင့်အကုန်လုံးမပြူကြတာလဲအိန်းအဟောင်းတွေလည်းဘာကြောင့်မပြူတာလဲဒီကလေးလုံးနေတဲ့ချိန်တုန်းကကျွန်တော်ကဟိုချင်းမိုင်ထိုင်းနိုင်ငံချင်းမိုင်မှာရောက်နေရဖြစ်ပါတယ်အဲဒီတုန်းကကျွန်တော်ရောက်နေတဲ့အိမ်ဟာတော်တော်ကြီးကိုအူဟောင်းနေတဲ့အိမ်ပါအူဟောင်းနေရဆိုတာကျွန်တော်နယံနေရလीဒီလိုလက်ညှိုးလေးနဲ့တောက်နေတော့မှာ ပွားနေတော့လေအတန်အကျိကြတယ်တောက်လိုက်ပြီဆိုကွာကြရယ်ပေါ့နော်အဲ့လိုဟိုဟောင်းနေတဲ့အိမ်ကိုကျွန်တော်တို့ရောက်နေရပါဒါပေမဲ့အိမ်ကမပြူသွားဘူးအိမ်ကဟိုကျွန်တော်ချောင်းလို့ပြောချင်တာမဟုတ်ဘူးနော်ပြောချင်တာဟိုဟောင်းနေတိုင်းလည်းမပြူဘူးဆိုတဲ့အချက်ကိုကျွန်တော်ပြောချင်တာဘာကြောင့်ပြူကြတာလဲပေါ့နော်ဟောဒီတော့ကျွန်တော်တို့ကတော့ဘာသာရေးသမားတွေဆိုတော့ကန်ကန်ကြီးအကျိုးတွေနေပဲကျွန်တော်တို့စဉ်းစားရည် ကံကံရဲ့အကျိုးတွေနဲ့ပဲကျွန်တော်တို့ရှောက်တွေ့ရဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့တည်မဲ့ကံပါလာရင်ကျွန်တော်တို့တည်ချရနိုင်မယ်ဒီတော့ကလည်းတွေးလို့ရတာနှစ်ချက်ရှိတယ်ပေါ့နော်မကောင်းလို့တည်တဲ့သူရှိတယ်လို့ကောင်းတဲ့လူတွေလည်းတည်နိုင်တယ်ဒါလေးကဟိုဘယ်လိုခေါ့မလဲဒီငလျင်ဘေးချောင်းကိုယ့်ရဲ့မိသားစုဆုံးရှုံးသွားကြရတယ် မိတ်ဆွေတွေဆိုရင်တည်တည်ချာချာလေးစဉ်းစားကြည့်ရင်အာစိတ်သက်သာရရပါလိမ့်မယ်ဗျ။ဘာလဲဆိုတော့အကုသိုလ်တွေရှိလို့တေချိန်တန်လို့တေချိန်လေးမျိုးတွေရတဲ့မျိုးမျိုးနဲ့တရားတာမျိုးကတစ်ချက်နောက်တစ်ချက်ကြတော့သူတော်ကောင်းဖြစ်နေလို့ဒီနိုင်တာလည်းတစ်ချက်ပဲ။ဘာကြောင့်လဲဆိုတော့လေဒီကာလ ဒီအနေထားမှာဒီလိုပူလောင်မှုတွေကြားမှာသူတို့ကောင်းမျိုးကိုမရှိစေချင်ပါဘူး။ဒါကျွန်တော်တို့အမြင်ပါเนาะကျွန်တော်တို့အတွေ့ပါဒီမကြောက်မနာတာတွေကိစ္စတွေပေါ့เนาะဒီအနေထားယုံတွေကိုအာသူတို့ကောင်းမျိုးကိုမမြင်စေချင်ပါဘူး။အဲ့အတွက်ကြောင့်သူတို့ကောင်းမျိုးလောကကြီးအနေထွက်သွားတယ်ဆိုတာလေသူတို့ရဲ့နောင်နောင်ဘဝတွေအတွက်အများကြီးခြေလန်းနေဆော့ဆော့ရောက်သွားတယ်လို့ကျွန်တော်တို့ကတော့မြင်ပါတယ် နော်ဒီကာလမှာဒီလူကြီးတွေတည်သွားတိုင်းမကောင်းလို့တည်တယ်လို့အကုသိုလ်တွေလုပ်လို့တည်တယ်လို့တထစ်ချတော့မပြောကြပါနဲ့အဘသာကြီးရှုတော့ဆိုပြီးတချို့ကြတော့လည်းပြောနေကြတာရှိတယ်။အမင်းတို့ကောင်တွေဟိုဥပမာဆိုရင်အဘေကာလာတွေနိုင်ငံရေးအစတော့မင်းတို့ကောင်တွေဖုန်ကြီးတွေကိုတားဆဲခဲ့တာမင်းတို့ရန်တပ်ကားတွေကိုတားစော်ကားခဲ့တာအဲ့ဒီအတွက်ကြောင့်မင်းတို့တည်ကြတာဆိုတော့အဲ့ဒီစကားကြီးကိုအဲ့လိုပြောလိုက်တော့ကျွန်တော်ပြောချင်တာကလေမလေးမစိုးရိမ်မှာ စာဖြင့်နဲ့ပြန်လို့တော့မူသွားကြတယ်အစာတင်တာကိုတော်ကြီးကြတော့ဘလို့လုပ်လဲသူတို့တွေလည်းစဲတာပဲလားစဉ်းစားလို့ရတာတွေပြောပြတာတော့အခုဒီငလင်းမေးကြောင်တေချာကြည်ချရရတဲ့ထဲမှာရဟန်းတန်ဃာတော်တွေဆရာတော်သမတော်တွေတော့ပါပါတယ်ဆရာတော်ကြီးတွေတော့ပါတယ်ကိုရင်လေးတွေလည်းပါတာပဲပြောချင်တာကလေဒီမေးကြောင်ခံကြရတာအသက်ငယ်ငယ်တဲ့ကိုရင်လေးတွေ ဘယ်လိုဆင်းမလဲဘသူ့ဘာသွားဆင်းမလဲမဆိုင်ဘူးเนาะမဆိုင်ဘူးအကြုံညစုံညရရတယ်ဆိုတာဟာကုသိုလ်ကြောင့်လည်းကြုံညရစုံညရတယ်လို့အကုသိုလ်ကြောင့်လည်းကြုံညရစုံညရတတ်တာတွေရှိပါတယ်ဒီတော့အကုန်သိမ်းကျုံပြီးတော့မင်းတို့နိုင်ငံကြီးကာလာတော့မင်းတို့ဘုံကြီးတွေကိုစော်ပါခဲ့လို့ဆိုတဲ့ပုံစံမျိုးတော့တွားပြောလို့တော့မရပါဘူး။နော်။ဘုံကြီးတွေကိုစော်ခိုင်းဘုံကြီးတွေပါခံနေရတာဆိုတော့လေအခုကဒါက တွေးလို့ရတဲ့တစ်ချက်ပေါ့နော်အရာရာကိုမျက်မျက်တတတွေးဖို့မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တာဖြစ်ပါတယ်အဲဒီတော့ပြန်စဉ်းစားကြည့်ပါအာနိုင်ငံရေးကာလတွေနိုင်ငံရေးအစတွေတော့ရန်တန်ကားတော်တွေကိုအာစော်ကားကြပြင်မာကြတာဟာကျွန်တော်တို့သေသေးချာချာပြန်ပြီးတော့လူဦးရေအားဖြင့်တွက်မယ်ဆိုတန်း60ရှိတယ်ပဲထားပါတော့တန်း60မှာတန်း40မကလောက်ကပြင်မာခဲ့ကြတယ်လို့ကျွန်တော်တို့ကတော့မြင်ပါတယ် နော်ဒီတော့ဒါဆိုဒီတန်း40ကြော်ကြော်လုံးဝပဲတေးပြီးရမှာလားစဉ်းစားပါဗျာနော်အရာရာမြင့်မြတ်တတ်တာလေးစဉ်းစားစီချင်ပါလေဒါကတော့တစ်ချက်ပေါ့ဗျာနော်ဒီတော့ဒီနေရာမှာကျွန်တော်တို့ဒီကန်သုံးသိဆရာတော်ဘုရားကြီးရဲ့ချင်းကြံရစ်ခဲ့တဲ့ဥစ္စာယုတ်ကလအရာကြီးကိုကျွန်တော်တို့ကြည့်ကြမယ်ဗျာ။

်ဟောပြေရှင်းလို့ပြေလို့အေးပြေဖုံးပဲ့နေအောင်လို့ဖုံးပဲ့နေအောင်ပြေစားလို့ဘာလို့အစားလေးတွေပုံတာတော့ဘူးပဲဒီကနေ့ဆွဲမြောက်ပြီးသွားတာအေးအေးညလိုက်ညလိုက်မယ်ဒီဘက်ဒီဘက်နဲ့ဆွဲလိုက်ဒီဘက်နဲ့ဆွဲရင်ညလိုက်ဟမ်ရတယ်ဘယ်လိုပြောလဲရတယ်ဘယ်လိုပြောလဲရတယ်ဘာပြောလဲလောက်ပါလက်ကနေမားလိုက်ပါ

အကြောင်းတစ်ခုပေါ့ဗျာတော်ပြီကျွန်တော်ကြံတခြားတခြားသောဗီဒီယိုတွေကိုကျွန်တော်ထပ်ပြီးတော့ဟိုမပြတော့ဘူးဗောနော်ဒါလူတိုင်းမြင်နေကြပဲဒီထဲမှာကျွန်တော်အဓိကအနေနဲ့ record သိမ်းကျင်တာကတော့ဒီလူငယ်ဗီဒီယိုတချို့ရဲ့ အာရပါရကြီးအလှအတန်းနေပျော်ပျော်ရွှင်ရွှင်ကြီးတွေအာတချင်းနေနဲ့ပြုလုပ်နေကြတဲ့တချို့ရေပေါ့နော် အာဒါလေးတွေကို ကျွန်တော်တို့သိမ်းထားကြနာဖြစ်တယ်နောက်တစ်ခုအားလုံးတည်ထားမိလိုက်ကြပါလိမ့်မယ်ဟိုအဲ့ဒါကပါလဲဆိုတော့လေဂျပန်ပေါ့နော်ဂျပန်မှာကျွန်တော်တို့အဲ့တွေ့ရတယ်ဗျအဲ့ဗီဒီယိုလေးတွေ့ရဒါကြီးကျွန်တော်ပြလိုက် ိုဘက်မှာနာရေးဖြစ်ရင်ဒီဘက်ရင်ကတိတ်ဆိတ်ပေးရတာကိုလူကျွန်းလို့ခေါ်တယ်အခုကတော့မဟုတ်ပါဘူးကိုယ့်ရင်မှာနာရေးဖြစ်လို့သူများကလာကူညီရတာမှကိုယ့်ရင်ကကောင်တွေကလိုက်လွင့်ပြောငါတို့ကဂျပန်ရောက်နေတာကွာဆိုပြီးပြောနိုင်သေးရဲ့နော်ငါရဲ့လိုက်လေးကိုဒီဝတ်အောင်လှုပ်ရုံလှုပ်ရုံလှုပ်ရုံလိုက်လွင့်လိုက်လွင့်ဟဲ့ဘယ်လိုပြောဟမ်ဟောနေတယ်ဘာဖြစ်နေလဲဟောဘာဖြစ်လဲဒီမနေ့ကမြင်ပြီးတော့ဟိုတည်းကျွန်တော်ရောက်နေတယ် Capito? Lavare i giorni. Allora, allora. Non è, non è vero. Thank you. ြောပြန်ရင်လည်းအောင်မင်းလိုရကြောင်းပဲเนาะစီကင်ကတောရှိုးတယ်နမင်းလိုက်အောင်ပြောမှာเนาะအမှန်တည်းပြောလုံးလုံးရွာပြန်ထုတ်ထားမယ်ဆိုရင်လည်းရွာပြန်ထွက်နေမယ်เนาะမင်းတို့နိုင်ရင်လည်းမတက်နိုင်ဘူးခုငလျင်ရေးကိုဒီမနိုင်ငံတွေကဝင်ရောက်ကူညီနေတဲ့အချိန်မှာเนาะကိုယ်နိုင်ငံရေးကိုကိုကိုတိုင်းဝင်မကူညီနိုင်အောင်တော့မကိုယ့်အကူနောက်ွယ်မှာပျော်ပါမယ်ဆိုရင်အေးစစ်ပျော်ပါဖို့ကွာเนาะမင်းတို့မင်းတို့ဒီလက်ပြလုံးလုံးပျော်ပါမယ်ဆိုရင်လည်းအခုကလိုက်လွှင့်တဲ့အပြင်တော့မှဘာဖြစ်လဲကွာမြန်မာပြည်မှာငင်လို့တာငါတို့ကဂျပန်ရောက်နေတာဘာဖြစ်လဲဆိုတော့ဟာ အာဘလို့ဘလို့အောင်ဒီကောင်နေရဲ့မင်းတို့ဂျပန်ပဲရောက်ရောက်ကိုရီးယားပဲရောက်ရောက်မင်းတို့ကမင်းတို့ US ပဲရောက်ရောက်ရောက်ချင်တဲ့ကောင်ရောက်နော်ရောက်ချင်တဲ့စီကိုရောက်အမင်းတို့ရဲ့အုံနောက်ညံမင်းတို့ရဲ့အတွေးခေါ်ဟိုးအောင်ဆုံးမှာပဲရှိတယ်မင်းတို့ရဲ့ကိုချင်းစာတရားမင်းတို့ရဲ့ IGO EGO ကဘာမှတုံဆောက်လို့မရအဲ့ဒါဒဲပြောတာနော်စီကန်တော်ရှုပ်ရုပ်ပြပြီးတော့ဒဲပြောတာโอเคလားဟမ်မကျင်းနိုင်ချက်ပေါက်လာပြောကြီးအဲ့တော့ဟိုဒီအပေါင်းသင်းဆိုတာလေကြည်ပေါင်းဒါသွေးခွဲစကားပြောတာမဟုတ်ဘူးနော်ဒါ brother တို့အနေနဲ့ကိုယ့်အကိုပျော်ပါတယ်ဒီလိုပဲဗျာကိုဒီအကြောင်းကိစ္စရှိလို့ကိုပွဲတွေပါရှိလို့ပျော်ပါတာဘာမှမဖြစ်ဘူး နော်ဘာမှမဖြစ်ဘူးဒါမှလည်းကိုကလိပ်ပြတော့မလုံဘူးပေါ့ဗျာဒါပျော်ပါရတယ်ဆိုပေမဲ့လေအဲ့တော့ကိုကပြောလူမသိသူမသိပြောရင်ဘာမှတော့ဖြစ်စရာအကြောင်းမရှိဘူးအခုအခုကလိုင်းလွင်နေလိုင်းပေါ်ရောက်လာတယ်ဟဲ့အောင်လိုင်းမလွင်နေအောက်ကကောင်တွေကဝင်ဆဲဦးမယ်ဘာညာပြောတော့လဲဘာဖြစ်လဲငင်းလောက်တာမြန်မာပြည်မှာငါတို့ကဂျပန်ရောက်နေတာဘာဖြစ်လဲဆိုတော့အဲ့ကောအခုပြောတဲ့ကောင်ရဲ့မျက်နှာတော့မပြထားဘူးဒါလည်းဂျပန် language center page တစ်ခုမှာတင်ထားတာဖြစ်တယ်နော်အဲ့ဒါတော့သူတို့ကလည်းဒီကောင်ရဲ့ account ကိုမဖော်ပြပေးထားဘူးဘာလို့လဲဆိုတော့ဒီကောင်ရဲ့ account ကိုဖော်ပြပေးရင်ဝိုင်းပြီးတော့ blame မဲ့ကောင်တွေဝိုင်းပြီးတော့ share မဲ့ကောင်တွေတကုန်ကြီးဖြစ်နေမှာအဲ့ကြောင့်မလို့ မင်းတို့ရဲ့ iTunes အီဂျူတော့နည်းနည်းလေးတော်တော်လေးကိုလေးစားဝါပြီဗျာနော်ဘာလို့လေးစားဆိုရွက်ပြောတာသုံးစားလို့မရလို့ကြည့်လားသုံးစားလို့မရလို့အဲ့ channel လူတွေတော့မပြောလို့ပါဘူးကွာနော်ဝိုင်းတားနေကြတဲ့ကောင်တွေရှိတယ်အေးအောင် line မလွင်နဲ့ငါတို့ပြောခံရလိုက်မယ်ဘာညာဆိုအားကြောင့်ဘအပေါင်းင်းဆိုတာကြည်ပေါအဲ့လိုကောင်မျိုးနေပေါင်းကိုတော်တိခါကြာသေးတယ်တတ်တယ်ပြောတာဟုတ်လားနော်ကိုနိုင်ငံရေးကိုသူများနိုင်ငံဝင်ကူတဲ့အချိန်မှာเนาะအခုကသူများညာအာသူဘဖြစ်လို့ကိုယ့်ညာတိတ်ဆိတ်ပြရမှာမဟုတ်ဘူးကိုယ့်ညာအာသူဘဖြစ်နေလို့ကိုကိုတိုင်းဝမ်းမနေအောင်မှာเนาะ ကိုနိုင်ငံအာသုဘယူသူများနိုင်ငံလာကူညီပေးနေချိန်မှာကိုယ်တိုင်ဝမ်းမနေအောင်မနည်းနည်းဘဝလိပ်ပြလုံအောင်တော့နေဖို့ကအခုကမင်းတို့ကလိုင်းဘောတက်ပြီးတော့ကနိုင်တဲ့ပြင်ငါတို့ဂျပန်ရောက်နေတာငင်လို့တာဘာဖြစ်လဲဆိုတော့ဟာမင်းတို့လုပ်ပုံကြီးကပြောရမယ်ဆိုရင်ပြောစရာတကားတော့မရှိအောင်အဲ့တော့နားမယ်ဆိုရင်လည်းငါရဲ့ဒီပေးမစင်ဂျာမှာလာပြောကြီးကြိုက်လို့လာပြောကြီးနော်ကြိုက်တဲ့အချိန်လာပြောလို့ရတယ်โอเคငါတော့တယ်ပြောတာဖြစ်တယ် တဲ့ကိုပြောတာအခုဒီငလင်ရေးနဲ့ပတ်သက်ပြီးတော့ဒီ Starlink ဘက်ကလည်းသူတို့ဒီ Starlink Internet တွေကိုပေါ့နော်ဒီထိုင်းနဲ့မြန်မာအတွက် ပေါ့နော်သုံးနိုင်အောင်ဆိုပြီးတော့သူတို့စီစဉ်ပေးမယ်ဒါပေမဲ့အရှိနိုင်ငံရဲ့အစိုးရအနေနဲ့တော့သူတို့ညှိရမယ်လို့ပြောထားတယ်အဲ့ဒါဖွင့်ပေးလိုက်မယ်ဆိုလည်းတော်တော်လေးကိုကောင်းမယ်လို့ထင်တယ်နော်အစိုးရအနေနဲ့အနောက်တစ်ခုကအခုဆိုလည်းပြည်ပနိုင်ငံတွေနော်မလေးစင်ကာပူဂျပန်ကိုရီးယားတရုတ်ထိုင်းဝမ်အစုံပေါ့နော် အစုံအစုံအိန္ဒိယအစားအကုန်လုံးလာပြီးတော့ရုရှားအကူအညီနေတဲ့အချိန်မှာဒါတော်တော်လေးကိုလည်းကျေးဇူးတင်ဖို့ကောင်းတယ်ကဘာကြီးနေတဲ့ကျွန်တော်နိုင်ငံကိုပြစ်မှတ်ထားတဲ့အတွက်လည်းတော်တော်လေးကိုကျေးဇူးတင်မိတယ်ကိုနိုင်ငံရဲ့စိတ်မကောင်းဘွယ်ဖြစ်ဖြစ်တွေကိုသူများဝန်ကူညီနေတဲ့အချိန်မှာတော့မှကိုနိုင်ငံသားတယောက်အနေနဲ့ပြောပါနိုင်တဲ့အပြင်တော့မှဒီလိုစကားမျိုးတွေမင်းတို့ပြောထွက်တာအေးမြန်မာပြည်ငလင်ထက်ဂျပန်ငလင်ကပိုပြီးကြောက်ဖို့ကောင်းတယ်ဆိုတာတော့မင်းတို့သတိထားဖို့တော့လိုလိုက်ပါပဲဒါမဲ့အခုသူပြောသွားတဲ့အဲဒီဂျပန်ကကောင်းကတော့ဘာဖြစ်လဲဆိုတော့ဂျပန်မှာဆိုရဲကောင်းကတော့ ဝိုင်းသမားခံလိုက်ရပါတယ်လို့ကျွန်တော်တို့ကြားပါတယ်သူကိုယ်တိုင်သူကောင်းတဲ့ဒါပြန်ပြီးတော့တောင်းဝန်စာတွေပါတယ်တောင်းတင်ခဲ့တယ်လို့ကျွန်တော်တို့သတင်းကြားရတယ်ဟုတ်ပြီဒီတော့တမခံရရင်လည်းတန်ပါတယ်ဘာကြောင့်လဲဆိုတော့တမခံရတဲ့လူတမခံရတာပါအဲ့လိုမျိုးကောင်းတွေအများကြီးရှိပါတယ်เนาะဒါကတော့အားလုံးသိကြတဲ့အတိုင်းပဲ ပေါ်ငလျင်လှုပ်ပြီးတော့လူပေါင်းမြောက်များစွာတည်နေတဲ့မန္တလေးလိုနေရာမှာတော့မှလူပွဲကြီးတွေလုံနေကြသေးတာပဲ။နော်အခုချိန်မှာ TikTok မှာသွားကြည့်ပါဖင်ကော့ရင်ကော့နဲ့စော်ကောင်းနေတဲ့သူတွေအများကြီးရှိပါသေးတယ်။အာအခုချိန်မှာ TikTok တွေဝင်ကြီးလိုက်တွေ့ပါလိမ့်မယ်။ကျွန်တော်ကတော့စိတ်ပြက်လို့ဒီ TikTok ကိုကျွန်တော်ဘယ်လိုမြင်လဲဆိုတော့လေဒီကာလမှာအခုလောက်ထိတောင်မှ TikTok ပေါ်မှာစော့နေကြတဲ့သူတွေ တို့ကျွန်တော်မြင်ပေါ်ကကြတော့ရိုးချင်းတယ်ကျွန်တော်အောက်တန်းစားရက်ကွက်လို့ကျွန်တော်မြင်တာမင်းတို့ညီနိုင်ညီနိုင်မကြည်နိုင်နဲ့နေနောက်မင်းတို့ဘာသာမကြည်နိုင်လဲလဲတာတည်းငါကဖိုးရရအဲ့တိုင်းပဲမြင်တာငါမြင်ပါလားအခုကလာပို့ဆုံးဟိုဂျူကြွကြွပြီးတော့စတလွဲတွေတက်လာပြီဆိုရင်အဲ့ဒီတက်တော့ညားတယ်နော် ချမီးနဲ့လောက်ဒိုလေးတွေယာယီပြီးတော့လေတလားပေါက်ပန်း၄၀နဲ့မဟုတ်တာအကုန်ရအောင်လုပ်လို့ရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အောက်တန်းသားရက်ွက်ဖြစ်နေတာမှာသွားကြည့်လိုက်အခုချိန်ဒီဖင်လို့ရင်လုံနဲ့ကနေတဲ့သူအများကြီးစဉ်းစားကြည့်ပြန်တော့ကျွန်တော်နိုင်ငံမှာအခုချိန်မှာဘယ်လိုပြောရမလဲနိုင်ငံတကာလာပြီးတော့ကုညီနေရတဲ့ချိန်တွေเนาะအဲ့ဒီလူပွဲလို့ကျွန်တော်အံဩလို့မဆုံးပါဘူး ။ဇာကူညီကြတဲ့သူတွေမြင်သွားရင်သူတို့ဘလို့တွေးမလဲမသိ။ဒါဘာကြီးလဲလဲသူတို့မြင်ပါလေ။ဒီလူဘုတ်တွေကဘာကြီးလုပ်နေကြတာလဲလို့မြင်ပါ။ဟုတ်ပါပြီ။ဒါတော့ကုသိုလ်ရေးတွေပြောလို့ချ။ဟုတ်။အာထားပါတော့။လုံနိုင်ငံမှာပျောက်ဆုံးနေတာကြီးများလာပါပြီနော်။လူတွေပျောက်ဆုံးလိုက်ကိုချင်းစာတရားတွေပျောက်ဆုံးလိုက်တကယ်တော့ကိုများလာလ ောက်ဆုံးကြတာပါဟုတ်ပြီအာဒီဗီဒီယိုလေးကတော့ဒီလောက်ပဲอืมအားလုံးပဲဒါရှင်လန်းချမ်းပြေကြပါစေခင်ဗျာอืมအဆဆရရမအဆင်ပြေကြပါစေဂယုဆိုင်ကြပါဗျာနောက်ကျွန်တော်တို့နောက်ထပ်တစ်ပုံမှာပြန်လည်ဆုံတွေ့ပါမယ်